ချင်မူတို့ပုံအောင်နေကြပေမဲ့လုံချောင်းနန်ကမွေထင်းချုပ်ပလွေမုတ်လိုက်ပြီးတီးနေရရှာဖွေခိုင်းလိုက်တာကြောင့်အ мян ထွက်ပြေးကြရပြန်ပါတယ်။ချက်ချင်းလိုက်မိလာကြတဲ့အခါချင်မူကအပိုင်းပိုင်းခုတ်ပစ်နေတယ်လို့ဝေယုံကလည်းဓာတိတာတွေကဓာတွေနဲ့ထင်းချုပ်ဖြက်စီးပြစ်နေပါတယ်။တောအုပ်ထဲဝင်ပြေးပြီးမျက်ခြေဖြက်ပြစ်လိုက်ပေမဲ့ကြံခဲ့တဲ့ခြေရာတွေကနေတဆင့်ချင်မူတို့ရှိတဲ့နေရာတိုင်းကိုထက်ချက်မကွာလိုက်လာနိုင်ကြပါတယ်။နေရာတိုင်းမှာမျက်လုံးတွေရှိနေတာမို့ဘလို့ပဲရှောင်တိန်နေပါစေတိတ်မကြခင်မှာပဲဝင်းရံခတ်လိုက်ကြရတဲ့အပြင်ပလွေတန်ကြားလိုက်တာနဲ့မြေကြီးအောက်ထဲကနေမွေတကောင်းခုန်ထွက်လာပါတော့တယ်။ ချင်းမူကိုမျိုးချပစ်လိုက်ပေမဲ့ကိုတွင်းအင်္ကာတွေခုတ်ဖြတ်ပစ်လိုက်တာကြောင့်အပိုင်းပိုင်းဖြစ်သွားခဲ့ရတယ်လို့ပြေးဝင်လာတဲ့ကောင်တွေလည်းဝတ်သက်သားစာမိသွားကြရပြန်ပါတယ်။အခြေအနေမကောင်းတာမြင်တော့နောက်ဆုံးတစ်ကောင်ကထွက်ပြေးဖို့ပြင်လိုက်ပေမဲ့ဝူယုံကအမြန်ရှင်းပစ်လိုက်တဲ့နောက်ချင်းမူကနက်မျက်လုံးဖွင့်လိုက်ပြီးတစ်ပင်တပင်ကိုထက်ချန်ခွဲပစ်လိုက်ပါတယ်။အထဲကနေသွေးတွေထွက်လာခဲ့ပြီးတည်ဆုံးနေပြီဖြစ်တဲ့ယူလုံကိုင်းသားကိုမြင်လိုက်ကြရတဲ့အချိန်ဘန်းရောက်မြူကိုတွေတဖြည်းဖြည်းဖုံးနှက်လာခဲ့ကတစ်ပင်တချို့ရိမ့်ထိုးလာကြပါတော့တယ်။ တစ်ပင်ထဲမှာကိုယောင်ဖြောင်းနေကြတဲ့ဂိုင်းသားများစွာထွက်ပေါ်လာကြပြီးထိမ့်ချုပ်ထားတဲ့မြွေတွေကလည်းအစိမ့်ငွေတွေမုတ်ထုတ်လာလို့ချင်းမူကလေစည်းကြောင်းဖန်တီးပေးဖို့ဟူလင်းအာကိုလေထဲပြစ်တင်လိုက်ပါတယ်။အစိမ့်ငွေတွေရှင်းလင်းသွားတာနဲ့ချင်းမူကညာဘက်ချမ်းကိုတောင်းအယူဖြည့်ရှင်းနေပြီးဝေယုံကိုတော့ဘေဘက်ချမ်းကိုတောင်းအယူခိုင်းထားလိုက်ပါတယ်။ဖတ်တီးလေးကဓာတ်ထိမ့်ချုပ်တာကျွမ်းကျင်ပေမဲ့အရှောင်တိန်တိုင်ပတ်နေလို့အန်ဒီယေဂျုံကတိုင်းမှာချင်းမူကဝင်ကူညီပေးနေရပါတယ်။ မီတောက်တာတိုင်းကအရန်ဆွန့်ထက်ပေမဲ့ရန်သူအရေးအတွက်များပြားနေလို့အနောက်ဆုတ်လိုက်ကြရတဲ့အချိန်ရန်ခန့်စစ်တီတွေအချိန်မီရောက်ရှိလာကြလို့ရွေလွန်ကိုင်းသားတွေလည်းတက်ပြန့်ဆုတ်လိုက်ရပါတယ်။ရဲမတ်တွေကိုဥဆောင်လာသူကချင်းမူကိုကြောက်စိမ့်ပြပေးလိုက်တဲ့ရွယွန်ချူးယူရဲ့အကိုဖြစ်တာကြောင့်ဖျက်တမ်းခွင့်ထုတ်ပြလိုက်တဲ့အခါညီမဖြစ်သူပေးထားတာမျိုးအဆင်ပြေသွားကြပါတယ်။ရွယွန်ချူးယူကတောင်ပိုင်းနယ်စပ်ရဲ့ဖုတ်ကောင်ကိုင်းကိုအနိုင်တိုက်နိုင်လိုက်ပြီးဖြစ်လို့မြို့တော်ကိုသွားပြီးအေးဆေးဆေးစာမေးပွဲဖြေလို့ရပြီဖြစ်ကြောင်းအကိုဖြစ်တဲ့သူကပြဿနာတစ်ခုခုရှိလာရင်လည်းသူ့ကိုလာရှာနိုင်ကြောင်းပြောပါတယ်။ ဒီအချိန်မှာပဲနွားចောင်းသားလေးနေမျိုးတော်ကိုရောက်လာတာကငါ့ကိုလာရှာတာမဟုတ်လားဆိုတဲ့စကားတန်တဲ့အတူမင်းသမီးဖြစ်သူရောက်ရှိလာလို့ချင်းမူကဝတ်တုံးမလေးဆိုပြီးအကျင့်ပါနေတဲ့အတိုင်းခေါ်မိလိုက်ပါတယ်။စိတ်ဆိုးသွားတဲ့လင်ယူရှို့လေသူဟာဝနေတာမဟုတ်ပဲမျက်နှာဝိုင်းနေတာဆိုပြီးတူနဲ့ထူးပြစ်ချင်သွားတာကြောင့်စစ်သူကြီးကဝန်ထားထားလိုက်ရပါတယ်။ ဝေယုံကမင်းသမီးဖြစ်မှန်းသိလိုက်တာနဲ့မင်းကလေးတယောက်ကိုဝါနေတယ်သွားပြောရင်ကောင်းဖြတ်ကွက်မြက်ခံရနိုင်တာမို့စကားထင်းပြောဖို့တတိပေးလိုက်တော့ချင်မူကသူတို့ရွာမှာဆိုရင်လှတဲ့မင်းကလေးတယောက်ကိုဒီလိုတောင့်တင်းပြဖြိုးတယ်ဆိုပြီးအမေးပြောနေကြတာဖြစ်ကြောင်းရိုးသားစွာပြောလိုက်ပါတယ်။လင်းရီရှိုးကလည်းသူတို့ကမိတ်ဆွေဟောင်းတွေဖြစ်လို့အရန်ဆိုးရိမ်နေစရာမလိုကြောင်းထပ်ပြောလာပြန်တဲ့အခါချင်မူကစစ်သူကြီးနဲ့တိတဲ့အပြင်မင်းသမီးလေးနဲ့လည်းမိတ်ဆွေတွေဖြစ်နေတာမို့ဘလို့နောက်ကြောင်းလဲဆိုပြီးအသေးချာစဉ်းစားကြည့်လိုက်ပါတယ်။ကိုင်းဆောင်ထားတဲ့ဒါကအစင်းမြင့်ဝိညာဉ်လက်နက်ကောင်းမွန်တဲ့ဝတ်စားစင်ရင်မူ ထူးချွန်တဲ့တိုင်းပညာရှိနေပြန်လို့ရန်ခမ်းမြို့တော်ကြီးထဲမှာစစ်တူကြီးချင်းမျိုးရိုးကလွဲရင်အစင်တန်းမြင့်တဲ့နောက်ထပ်ချင်းမျိုးရိုးရှိနေသေးတာလားဆိုပြီးခေါင်းရှုပ်အောင်စဉ်းစားကြည့်ပေမဲ့အပြေမထွက်ခဲ့ပါဘူးအဲ့ဒီနောက်မှာတော့ရန်သူလက်ကျန်တွေရှိနိုင်သေးလို့ချင်းမူတို့နှစ်ယောက်ကိုငကားကိုကောင်ဆောင်ရှောက်တဲ့မင်းမျိုးတော်စီရောက်တဲ့အထိအတူတူခေါ်ဆောင်သွားကြပါတော့တယ်ဝေယုံပြောလို့စစ်စေးကြည့်ချိန်မှာလည်းငကားကိုကောင်မြင်လိုက်ရတယ်လို့အဲ့ဒီငကားတွေကတော့တောင်ကြားထဲမှာရှိနေတဲ့မျိုးဆောင်တက်တွေကိုညှို့ထားတာဖြစ်ပါတယ်မင်းဆရာဖြစ်သူကိုဂိုင်းကြီးတွေမုန်းနေကြတဲ့အကြောင်းအရင်းကိုမေးကြည့်တော့ ဟိုးအရင်တုန်းကရန်ခမ်းမြို့တော်မှာပညာတတ်မရှိခဲ့တာကြောင့်ဒိုင်းပညာရက်တွေတင် जा ရင်ဂိုင်းကြီးတွေကိုဆေလို့ရတဲ့အပြင်ဂိုင်းကြီးတွေကလည်းသူတို့ပညာရက်တွေကိုတာမန်လူတွေထံတင် जा ပေးလို့မရှိကြပါဘူး။အဲ့ဒါကြောင့်ဂိုင်းကြီးတွေဟာအစင်တည်းမြင့်မာကြပြီးအရေးကြီးတဲ့နေရာတစ်ခုမှာရက်တည်နိုင်ခဲ့ကြပေမဲ့အရန်ထုချွန်ထမြက်တဲ့မင်းဆရာဖြစ်သူပေါ်ထွန်းလာပြီးဒိုင်းပညာရက်တွေအကုန်တက်မြောက်ခဲ့ကကိုပိုင်သားတိုင်းအထီကိုဖန်တီးနိုင်ခဲ့တဲ့အခါမှာတော့ရန်ခမ်းနိုင်ငံတော်ရဲ့မျက်ခြေတစ်ခုလုံးပျက်စီးသွားခဲ့ရပါတော့တယ်။ ပုံကံဖို့စူးစမ်းလာတဲ့ဂိုင်းတစ်ခုကိုရှင်းပစ်ပြီးတဲ့အခါတိုင်းအဲ့ဒီနေရာပေါ်မှာចောင်းတော်တွေဆောက်လုပ်ခဲ့ပြီးရန်ခမ်းပြည်သူပြည်သားတွေကိုပညာရှင်တွေဖြစ်လာစေကတာအိုသဘောတရားတွေကိုနေရာအနှံ့ဖြန့်ကျက်ပစ်ခဲ့ပါတယ်။အပြည့်စည်းနေမိကိုအာယုံပြောင်းလိုက်တဲ့အခါမှာတော့မင်းဆရာဖြစ်သူဟာအပြည့်စည်းနေမိရဲ့နဆိုးနှဖျားပညာရက်ကိုတင်ယူသွားနိုင်မယ်ဆိုရင်ရန်ခမ်းလူတိုင်းကနှဖျားကိုခွဲပညာရက်တွေကိုရှင်ပြိုင်တိုက်ခိုက်သွားနိုင်ပါလိမ့်မယ်။ အဲ့ဒီအချိန်ကစပြီးနတ်ပြဒိတ်ကိုပန်းပြပြီးမင်းဆရာဖြစ်သူကိုဆွဲချက်မျိုးစုံတင်ခဲ့ကြသလိုရန်ခန်းနယ်မြေစီစစ်ချီတဲ့အခါမှာလည်းလုံကျန်တဲ့ဖြစ်သူတွေအများပြားစေလုခဲ့ကြပေမဲ့အခုချိန်ထိတော့မအောင်မြင်ခဲ့ကြပါဘူး။ဘာပဲဖြစ်ဖြစ်ရန်ခန်းတိုင်းပြည်ဆိုတာစပေးပညာရှင်တွေရဲ့အသက်သွေးချွေးတွေနဲ့တီထောင်ထားခဲ့တာဖြစ်လို့ဓာတ်ထုတ်ပြီးတဲ့အခါကျရင်နောက်ပြန်လဲဖို့မဖြစ်နိုင်သလိုဂိုင်းကြီးတွေဘက်ကလည်းမင်းဆရာဖြစ်သူထိခိုက်ထားတဲ့သတင်းကိုရထားတဲ့အတွက်အခွင့်အရေးကိုအသုံးချပြီးပုံကန်နေကြတာဖြစ်ပါတယ်။ တကယ်တမ်းမှာတော့မင်းဆရာဖြစ်သူထိခိုက်ထားတဲ့တရင်ကမွေကိုတွင်းတဲ့ကဆွဲထုတ်ချင်နေကြတာဖြစ်ပြီးပုံကန်တဲ့ဂိုင်းတွေအကုန်လုံးကိုတစ်ချက်ထဲနဲ့အပြည့်ရှင်းနိုင်ဖို့ထောင်ချောက်ဆင်ထားကြတာပါတခုလိုချင်ရင်တခုပြန်ပေးဆက်ရတာမို့မျိုးတွေကိုဖျက်ဆီးခံရတယ်လို့လူတွေများကြီးလဲတေးကြီးပျက်စီးခဲ့ကြရပေမဲ့မင်းဆရာဖြစ်သူကိုယ်တိုင်ထွက်ပေါ်လာတဲ့အချိန်ကျရင်တော့အဲ့ဒီဂိုင်းတွေအကုန်လုံးဟာပျက်စီးကိန်းဆိုင်ရပါလိမ့်မယ်ဒီလိုလှုပ်ချင်းအဖြစ်နောက်ကြောတာထိုးမှုတွေကိုတခါတည်းဖြည့်ရှင်းပစ်လိုက်တာဖြစ်လို့နောက်ပိုင်းစစ်ထွက်တိုက်တဲ့အခါကျရင်ဘာကိုမှစိုးရိမ်နေစရာမလိုတော့ပါဘူး တဖက်မှာလည်းဒီလောက်ထိတိုက်ခိုက်နေတာတော့မင်းစရာဖြစ်သူထွက်မလာသေးတဲ့အတွက်ကောလာဟာလာတွေတဲကတိုင်းအပြက်စီးနေမိတဲ့မှာတကယ်တန်ရာရခဲ့တာဖြစ်နိုင်တယ်ဆိုပြီးဂိုင်းချုပ်ဖြစ်သူထံရှောက်တင်နေကြပါတယ်။တောင်ဘက်ပိုင်းမှာလည်းမြို့ပေါင်း20လောက်ကိုတိမ့်ပိုက်ပြီးသွားကြပြီဖြစ်လို့သူတို့အကုန်လုံးစုပေါင်းပြီးရန်ခမ်းမြို့တော်စီကိုတခါတည်းချီတက်ကြကရန်ခမ်းမင်းဆက်နဲ့ပြောင်းလဲမှုကျင့်စဉ်ကိုလည်းတခါတည်းဖြည့်ဆည်းပေးရမယ်ဆိုပြီးအစီအစဉ်ဆွေးနွေးလိုက်ကြပါတယ်။ချင်းမူတို့တွေမြို့တဲ့ရောက်ချိန်မှာတော့ကြီးကျယ်ခမ်းနားတဲ့အဆောက်အဦတွေကိုမြင်တွေ့လိုက်ကြရပါတယ်။ ဝေယုံကဝိမျိုးစာအိမ်တော်စီမှာတွားရောက်ခိုးလုံမှာဖြစ်ပြီးချင်မူကအပျော်ကေဟာဆောင်မှာခမ်းမသခင်ကိုတွားရှာရမှာဖြစ်လို့အပျော်ကေဟာဘယ်နေရာမှာရှိတယ်လဲဆိုပြီးမေးကြည့်လိုက်ပါတယ်။ဒါကိုကြားတော့လူတိုင်းမျက်လုံးပြူးသွားကြပြီးနွားចောင်းသားလေးကအပျော်ပါနဲ့တက်တာပဲမထင်ရဘူးနော်မြို့တော်ရဲ့လမ်းမကြီးလေးခုတည်းကဟွာလန်တဲမှာထင်းယူဆောင်ရှိတယ်ဆိုပြီးလင်းယူရှုကရှင်းပြပေးလိုက်ပါတယ်။ စုတ်ကစားရတာပျော်ရွှင်ပါစေလို့ပြောပြီးစိတ်ဆိုးမှန်ဆိုးထွက်သွားတဲ့အခါချင်းမူလဲဟွာလန်းကိုဘလို့တွားရမလဲဆိုတာဘာမှမပြောတော့ပဲသူကဘလို့တွားရမှလဲဆိုပြီးနားမလည်နိုင်စွာကြံနေခဲ့ပါတယ်။ရှင်းနာရောက်ရင်ဘေဘက်ကွေ့လိုက်အဲ့ဒီနေရာမှာတွေးလိုက်မယ်သူဘလို့တိနေလဲဆိုတာလာမမင်းနဲ့ဆိုကဝေယုံတဲ့ကျမ်းမာရေးကီယူဆိုင်ဆိုပြီးနှုတ်ဆက်ထွက်ခွာသွားကြတော့လူရိုးလေးချင်းမူလဲအပြောကြီးဟာတွားတာကကျမ်းမာရေးနဲ့ပါဆိုင်လို့လဲဆိုပြီးစဉ်းစားလေနားမလည်နိုင်လေဖြစ်နေရပါတယ်။ ထင်းဤဆောင်ကိုရောက်လာတဲ့အခါချင်းမျိုးယုတ်ကခမ်းမသခင်ဖူးချင်းရင်ကိုလာရှာတာပါဆိုပြီးတကားခောက်လိုက်တဲ့နောက်သခင်လေးရောက်လာပြီလားသခင်လေးကအရန်ချော့တာပဲဆိုပြီးအပြောမဲ့လေးတွေအများပြားထွက်လာကြပါတော့တယ်။ခမ်းမသခင်ရောက်လာတဲ့အခါကျမှလူတိုင်းထွက်သွားလိုက်ကြပြီးသူတို့ရဲ့အလှပါတွေကိုသခင်လေးတောင်းခံနိုင်မှာမဟုတ်လို့ဒီကမမကိုယ်တိုင်အခန်းတစ်ခုပြင်ပေးထားတဲ့ဆိုကဆွဲခေါ်သွားလိုက်ပါတော့တယ်။